လောကမှာလူတယောက်နဲ့လက်တွဲပေါင်းသင်းဆက်ဆံတဲ့အခါသူ့ရဲ့အတိတ်တွင်နေလဲပတ်သက်ရမှာဖြစ်သလိုသူ့ရဲ့ပစ္စုပန်နဲ့ဗမကသူ့ရဲ့အနာဂတ်တွင်နေလဲပတ်သက်ရပါလိမ့်မယ်သူ့ရဲ့စိတ်ထက်လုံရက်လုံဆက်တွင်နေလဲပတ်သက်ရပါလိမ့်မယ်သူ့ရဲ့ဆွေမျိုးအတိုင်းဝိုင်းတွင်နေလဲပတ်သက်ရမှာဖြစ်သလိုသူ့ရဲ့အပေါင်းအသင်းမိတ်ဆွေတွင်နေလဲပတ်သက်ရမှာဖြစ်ပါတယ် သူ့ရဲ့ကောင်းကျိုးဆိုးကျိုးတွေကလည်းကိုယ့်ကိုရိုက်ခတ်မှာဖြစ်တယ်လို့ကိုယ့်ရဲ့ကောင်းကျိုးဆိုးကျိုးတွေကလည်းသူ့ကိုရိုက်ခတ်စေမှာပါ။ရှောင်ရွေးမရတဲ့ဆက်ဆံမှုတွေမှုအတိတ်ပစ္စုပန်အနာဂတ်တွေဆွေမျိုးအတိုင်းဝိုင်းအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးပြဿနာစုံတရာဖြစ်လာတဲ့အခါတဦးနဲ့တဦးမထိခိုက်ရအောင်တတိလိမ္မာညံပါပါဖြေရှင်းပါ ပြဒနာဘောပြဒနာမစင်ရအောင်ပြဒနာတွေထပ်မပွားရအောင်ဘယ်သူဘယ်သူမှမထိခိုက်ရအောင်စိတ်အေးအေးထားဖြေရှင်းပါဘဝဉ္ဇဉ်ဆိုတာရှိရင်ပြဒနာတွေဆိုတာအနည်းငယ်အများရှိနေတတ်ပါတယ်ဒါကြောင့်ပြဒနာတွေကြုံလာတဲ့အခါစိတ်ညစ်စိတ်ပြက်စိတ်တမကြပါနဲ့ဒေါသချိထားမမမီအောင်ကြိုးစားပါစကားကြုံရင် လှုပ်လို့မရဖြစ်တယ်လို့စကားတွေမကြုံစကားတွေမမားရအောင်လဲတတိထားပါဘယ်သူကြောင့်မှလဲစိတ်ညစ်မခံပါနဲ့ကိုကြောင့်လဲဘယ်သူမှစိတ်ဒုက္ခမရောက်ပါစေနဲ့လူဘဝခဏတာလေးမှာပြဿနာပေါင်းစုံနဲ့လုံးလေချာလေနိုင်မနေပါနဲ့မြမြတတာတွေးမြမြတတာမြေမှာစိတ်ချမ်းသာအောင်နေပါ ိုခြင်းတရားကောင်းကြိုးစားပါအတ္တပရမြတ်တာပါစေဘဝအားစိတ်ချမ်းမြေ့ဝဲကောင်းကြီးပါလိမ့်မယ်သာသနာတွင်ဇေယတော်